ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူဆရာတတေးရေးသားထားတဲ့စင်စာတင်ရွာဇလန်လေးကိုတင်ဆက်ပေးကြပါမယ်အစီအစဉ်လေးမစတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဗီနာ Notify Bell လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြပါမယ်ကျမတို့အစီအစဉ်တင်ဆက်သူဟေမန်ကူကူဖြစ်ပါရစေကျုပ်တို့အညာရဲ့နှွေညရရတော့ရက်တောင်တစ်ဖြက်ဖြက်နေပေါ့ဗျာ ဆောင်းတော့အထက်ထက်ခြုံနေတဲ့ဆောင်းတွေကိုကြည့်အောင်နေတယ်။အိုင်လုံးလို့မမြင်ကြွယ်အောင်မောတွားပြီးတော့ထားရတာ။ပူကြပါပဲဗျာ။တော်တော်နဲ့ဟိုအိတ်လို့မရဘူး။တကောင်ကျော်လောက်ရောက်တော့မှပဲအေးတက်ကလေးဝင်လာပြီးတော့အိတ်ပြောသွားတာဗျာ။ဒါတော့မှနှစ်နှစ်ချက်ချက်အိတ်ပြောတာတော့မဟုတ်ပါဘူး။အိတ်လိုက်နှိုးလိုက်ပါပဲ။လင်အားကြီးပိုင်းရောက်တော့မှနှစ်နှစ်ချက်ချက်အိတ်ပြောတာ။ဒီလိုနဲ့မနဲ့ရောက်တော့တော်တော်နဲ့ကိုအိတ်ရမထနိုင်တော့ဘူးလေ။ဒီအချိန်ဟာကျွတ်တို့အညာသားတွေစီးစိမ်ယူတဲ့အချိန်ပေါ့ဗျာ။ကိုရီတာတေကိုရီတာတေ ကျုံနာထဲမှာခေါ်တန်လိုလိုကြားလိုက်ပြန်ပြီးတော့အိပ်ပျော်သွားလိုက်ဖြစ်နေတာတေဟဲ့တာတေဝိုင်းဝါမှာနင့်ကိုခေါ်လို့ဟဲ့ထားစမ်းအမေကနှူတော့မှကျုပ်ကနှိုးသွားတာဟင်ဘသူတော့အမေရဲ့တီဘူးဟဲ့ခေါ်တန်တော့ကြားပဲအဲ့တော့ကျုပ်လည်းအိတ်ချမှုတူနဲ့ပဲထားပြီးကြည်ရတာပေါ့တော့ကြော်ပြဆရာတော့ကြောင်းကကြောင်းလားလေဟဲ့တော့ကြော်လာလေကျုပ်ကလမ်းပြီးခေါ်လိုက်တော့မှဒီကောင်ဝိုင်းနဲ့ဝင်လာတာဟဲ့တော့ကြော်ဘာဖြစ်လို့ဝိုင်းနဲ့ဝင်မလာပဲခေါ်နေရတော့တမ်းပြီးဝင်လာခဲ့ပြီးရောမို့လား အမေကတောကျော်ပြောတာဗျကိုကြီးတာတည်ရှိလားမရှိလားမသိလို့အကြီးရဲ့တောကျော်ငါ့ကိုဆရာတော်ခေါ်ခိုင်းလို့လားသူကမိလိုက်တော့တောကျော်ကမျက်လုံးပြပြလေးနဲ့ကြုတ်ကိုကြည့်ပြီးခေါင်းညိတ်ပြေဗျဖိုးဆွဲခိုင်းမလို့ထင်တယ်မဟုတ်ဘူးကိုကြီးတာတည်ဧည့်သည်ကြီးရောက်နေလို့ဗျဟေးဘသူတွေတော့ကွာတောကျော်ရဲ့ဟာလူတွေမဟုတ်ဘူးကိုကြီးတာတည်ရဲ့ဥပစင်းနေနှစ်ပါးဗျဟေးဘယ်ရွာဥပစင်းနေလဲကွာအဲ့တော့ကြုတ်လည်းမသိဘူးဗျတခါမှတော့ကြောင်းလာတာမတွေ့ဘူး ကျုပ်ကမျက်နာကပြားကရတစ်ပြီးတော့တောကြောင်နဲ့ဆရာတော်ကြောင့်လိုက်ခဲ့ရတာပေါ့အကြောင်းရောက်တော့ဆရာတော်ကိုဝှက်ဖြည့်ပြီးတော့အာကန်နုဥပစင်နှစ်ပါးဦးပါဝှက်ဖြည့်လိုက်တယ်ဥပစင်နေရာအသက်၄၀ကျော်အရွယ်ကြီးဗျကျုပ်ကိုအကဲခတ်ပြီးတော့ကြည်နေကြတယ်ဆရာတော်တာတီဆိုတာသူလားဗျဟုတ်တယ်ဦးတိတ်ခတာတီဆိုတာသူပါပဲဒီတကာလေးကငယ်လွန်းနေတော့တပည့်တော်တို့အကြောင်းကိစ္စကြီးနေသလားလို့ပါဗျာကျုပ်ဆရာတော်ကအာကန်နုဥပစင်နှစ်ပါးကိုပြုံးပြီးတော့ကြည်လိုက်တယ် အရှင်ဖျားပြောတဲ့သဘောတပည့်တော်သိပါရဲ့အရှင်ဖျားတို့ကိစ္စကိုမော်တာတီဆောင်ရွက်နိုင်မှာမလားလို့အရှင်ဖျားတန်တရားဖြစ်နေမှာလားဒီအတွက်ကတော့မပူနဲ့အရှင်ဖျားမော်တာတီရငယ်ပေမဲ့မော်တာတီရဲ့နောက်ကဆရာကြီးကမငယ်ကြပါဘူးဆရာဆိုင်တော်ဖာတို့ဆရာဘိုးလူပေတို့ဆရာဦးမင်းအောင်တို့ဆိုတာနည်းနည်းရရပုံကိုယ်တွေမဟုတ်ကြပါဘူးဖျားပြီးတော့မော်တာတီရဲ့နောက်မှာမမမမရန်နေတဲ့မဖဲဝါလည်းမော်တာတီတောင်းသမျှအကူအညီကိုပေးနေကြပါဗျာဟာမဖဲဝါဟုတ်လားရှင်ဖျားဟုတ်တယ်ဦးညာနာ မဖဲဝါနဲ့မောင်တာတီရောဟိုးညောင်ရမ်းခဲ့ကြတဲ့ကဆရာတူတပည့်တွေပြပညာမောင်နှမတွေလေဒီဘဝမှာပြန်ပြီးတော့ဆုံကြတာမဖဲဝါကတော့အကြောင်းမကောင်းလေးပေါ့အရှင်ဖရာရဲ့တင်းကျိုင်းဆောင်တရမကြီးဖြစ်နေလေရဲ့ဒါပေမဲ့သူ့မောင်တာတီရောတော်တော်ချစ်ရှာတာဗျအားကြီးဆောင်ရှောက်တာလေဟမ်ဟုတ်လားမောင်တာတီကိုကျုပ်တို့အထင်သေးလို့ပြောတာမဟုတ်ပါဘူးကွယ်ငွေနဲ့အားမျှပါမလားလို့တွေးလိုက်မိတာပါဥတိတ်ကကျုပ်အားနာပြီးတော့ပြောလိုက်တာဗျရပါတယ်ဖရာတပည့်တော်နားလဲပါတယ် တာရုကွယ်တာတုတာတုဥတိခကျုပ်စကားတာရုခေါ်ရပြအရှင်ဘုရားတို့ရဲ့အကြောင်းကိစ္စကိုလည်းသိပြစီဖျာဒီလိုတာတေဟောရီဥတိခတို့ကအလေရှုမနာစင်မတို့ရုံပြေတို့ကုတ်ကူကွာတို့တရကုန်းတို့ဆိုရဲရွာရီတဲကတရကုန်းဟာကွာသူတို့ဆရာတော့ရာစိန်နာကငါနဲ့စာတင်ပဲလေပြီးတော့စာပါလဲလိုက်တာလဲအတူတူစာကြဲလဲအတူတူစွမ်းငံကြဲလဲအတူတူပဲပေါ့ကွာ အခုတော့ဒီဥပဇက်နေလာကြတာကငါတငယ်ချင်းမောင်ရစင်လွတ်လိုက်လို့ကွအင်းအเจ้าကတော့အစမ်းသားပါပဲဤကြောက်စရာလည်းအတော်ကောင်းတာသူတို့တရင်တုံနဲ့တရက်ကုန်းကြွာလုံးယူသွားလို့ရဲ့ဖေယားတရွာလုံးယူသွားတယ်ဆရာရဲ့စကားဆုံးတော့ကြုတ်လန့်ပြီးတော့အော်မေးလိုက်မိတယ်ဗျဟုတ်တယ်မောင်တာတည်းရဲ့ဥပဇင်းတို့တန်ကားတွေအားလုံးစင်မရွာအလူကြွာနေကြတာအเจ้าမှာကပိယနဲ့ကိုရင်နှစ်ပါးပဲကျန်နေတယ် ဆမ်မအလူပီလိုကျွတ်တန်ငါရီပြန်ကြလာတော့ကိုရင်လေးတွေနဲ့ကပီယာအလန့်တကြားရှောက်ကြတော့ပဲတရလုံးကလူတွေအားလုံးယူနေကြပြီးတော့ရွာရဲအိမ်နေပေါ်မှာဆိုရင်ကြီးကန်းနေအများကြီးနားနေရတယ်လေမဲမဲလှုပ်နေရဆိုပဲအင်ခေါမိုးတွေပေါ်မှာရောတစ်ပင်တွေပေါ်မှာရောအကောင်မောင်တောင်းတဲ့တိန်နဲ့ချီနေရလို့ရှောက်ကြတယ်ကျောင်းမှာကြံခဲ့တဲ့ကပီယာနဲ့ကိုရင်တွေကတော့ဘာမှမဖြစ်ကြဘူးလားဗျာကျုပ်ကအံ့ဩလုံးလုံးမေးလိုက်တာပါဘာမှမဖြစ်ဘူးမောင်တာတည်းကျွတ်တို့ကျောင်းကရွာအရှိပိုင်းမှာလေရွာရဲပိုင်းနဲ့ဆိုရင်တော့နည်းနည်းတော့လှမ်းသေးတယ် ကိုရင်လေးတွေဆုံးကကြတော့ကြီးကန်းတွေလိုက်ထိုးပြီးလှုပ်လှုပ်ထွက်ပြေးလာရတဲ့ဟေလူရရယူပြီးတော့ရှင်နေကြတာတဲ့ပါဇက်ကနေလေတောင်စီရင်မြတွေဘာတွေပြောနေမှမသိရတယ်လीအဲ့အနေပဲကိုရင်လေးတွေကိုကပ်ပြီးအားចောင်းမှာပဲဆုံးချက်ပြီးတော့ကပ်ရတာပဲကွာအရှင်ဖျားတို့ရောရွာလေးကိုသွားပြီးတော့ကြည်ကြသေးလားဖျားဟာမကြည့်ပဲနေမလားကြည်ရပါဦးမောင်တာတည်းရဲ့ကျတို့ကြောင့်ရှိသမျှအတန်ဃာတွေအားလုံးကရွာလေးသွားပြီးတော့ကြည်ကြလीလူရရသူတို့နာမည်ကိုတော့မှသူတို့မမှတ်မိတော့ဘူးဒါတည်းရဟာ ဒီလောက်တောင်မှဖြစ်သွားလားဖေ။ဟုတ်တယ်ကွ။တိုင်းမဲ့လေအကုန်လုံးယူတာတော့လေမဟုတ်ဘူးကွ။တခြားခရီးသွားနေတဲ့တွေပြန်အောင်လာတော့အကောင်ပဲ။ဘသူမှမယူ။တို့ပြောလို့ဥပစင်တို့တရားတခုတော့ရှိ။ရွာပြန်မှာအလောင်းနှလောင်းတွေ့တယ်တဲ့။ဘသူအလောင်းလဲဆိုတော့မသိဘူးတဲ့ကွ။အလောင်းနေမှာအသားဆိုလို့ဘာမှမရှိတော့ပဲအယိုးစုကြီးပဲကျန်တော့ရတယ်လေ။ဟာ။ဟုတ်တယ်။ကြီးကနေထိုးစိတ်ပြပြီးတော့စားတော့ပြကြလို့ဥပစင်တို့တွေကတွေ့ရတာပေါ့ကွ။ ရွာမှာရောက်နေတဲ့ကြီးကလည်းဥပစင်စိတ်ထင်ပြောရရင်တော့အကောင်ကြီးတောင်းနေချီရှိနေမယ်ထင်တယ်။ဟာဒီလောက်တောင်မှညားသလားဖေ။ညားတယ်မောင်တာတီညားတယ်ကွာ။အဲ့လောက်ထိညားနေရဲဆိုရင်တော့လူနှစ်ယောက်မဟုတ်ဥပစင်တရားလုံးတော်မှာတက်ပြက်နိုင်မယ်ထင်တယ်။ဟာတိတ်သေးကြတာပေါ့ကွာ။အယူတွေအင်ပြန်ထွက်သွားတာနဲ့ပြေးစင်လာပြီးဝိုင်းထိုးကြစိတ်ကြတာကွာ။အယူတွေဆိုတာအရင်ပြုံတယောက်မှမထွက်ရဲဘူးလေ။ဟမ်။ဒါဆိုရင်တရားလုံးကြီးကန်းတန်နေညံနေမှာပေါ့ဗျာ။ဟာအဲ့လိုတော့မညံဘူးမောင်တာတီရဲ့ ကြီးတွေကအတန်တတမအောင်မထွက်ဘူး။ငြိမ်မိရွာတွေပဲကြည်နေ။အိမ်ပြန်ထွက်တာနဲ့ပြေးပြေးထိုးကြတာအတန်တတမအောင်မထွက်ဘူး။ဟာ။ကြောက်တော့ကြောက်ဆရာကြီးပါလားအရှင်ဖျားရဲ့။ဟုတ်တယ်မောင်တာတေး။ဒါကြောင့်ဆရာတော်ကဥပစင်တို့လွတ်လိုက်တာပဲ။နေပါဦးဥပစင်ရဲ့။ဥပစင်တို့ရွာတွေသွားကြည့်တော့ကြီးကနေလိုက်မထိုးကြဘူးလား။ကျုပ်တို့ကရဲနာတုတ်ပရိတ်ကိုရွှတ်သွားကြတာမောင်တာတေး။အဲ့တော့ကျုပ်တို့ကြီးကညမထိုးကြအောင်ကြည့်အောင်ပဲကြည်နေကြတာကျုပ်တို့ကတော့ခေါင်းကိုတင်ကန်နေအုပ်ထားကြတာပေါ့ကွာဒါပေမဲ့မထိုးကြအောင်နော် ပြီးတော့ယူသွားတဲ့လူတွေကအစားတော့လည်းမစားကြဘူးကွာကြာရင်တော့တိတ်ကုန်ကြမှာပဲထမင်းမဟင်းမမသိအောင်ယူကြတာပဲရှင်ဖျားရဲ့ဟုတ်တယ်မော်တာတီဟုတ်တယ်မော်တာတီရဲ့အကြောင်းတွေကိုတော့ကျုပ်တို့ကမသိပေမဲ့ကျုပ်တို့ဆရာတော်ကသိရလေဆရာတော်နဲ့ဒီဟာဆရာတော်နဲ့ကကြတော့ခုနကပြောသလိုတငယ်ချင်းနေလေးဖြစ်တယ်အလူတန်းနေကထိန်နေမှလည်းစုံနေကြဆိုတော့မော်တာတီရဲ့အကြောင်းဆရာတော်ဥက္ကနာပြောပြဘူးလို့ဥပစင်တို့ဆရာတော်ကသိပြီးသားပါဒါကြောင့်လည်းအရေးကြုံတော့ဒီကိုဆက်ချင်းလွတ်တာပေါ့ကွယ်ကဲအဖြစ်ကတော့အဲ့ဒါပါပဲမော်တာတီ အဖြစ်ကတော့အဲ့ဒါပါပဲရွာလုံးကျွယူတာဆိုတော့လေဘာတွေဖြစ်တယ်ဆိုတော့ပြန်ပြောပြမယ်သူလည်းတယောက်မှမရှိဘူးလေကျုပ်စီရတော့ကကျုပ်ကိုပြောလိုက်တာဗျတပည့်တော်လည်းဒီအဖြစ်ပြမျိုးကိုတစ်ခါမှမကြားဘူးပါဘူးဗျာတပည့်တော်ရဲ့ဆရာကြီးတွေလည်းဒီလိုအဖြစ်ပြမျိုးတော့တစ်ခါမှမပြောပြဘူးပါဘူးဗျာဟုတ်တာပေါ့ကွာကျုပ်ဆိုရင်အခုအသက်က80ကျော်နေမှာပဲကျုပ်တတမှာဒါမျိုးမြင်ဘူးပေါ့နေနေတတတစ်ခါမှကိုမကြားဘူးတာမောင်ကြတဲ့ဆရာတော်ကပြောလိုက်တော့တရားကောင်းကရောက်လာတဲ့ဥပစင်နှစ်ပါးကောင်းကျင်ကြရဲဗျဒါဆိုရင်ဒီလိုလုပ်ပါလားဗျာ အရှင်ဖျားတို့ဒီတညာတော့ဒီကြောင်းမှာပဲသတင်းသုံးကြပါဗျာတပည့်တော်အချိန်မဆွဲဘဲနဲ့လှုပ်ရှားရှာရီလှုပ်ပါမယ်ဒါပေမဲ့ညကြမှာလှုပ်လို့ရမှာမလို့ပါဗျာကောင်းပါပြီမောင်တာဒီကျွတ်တို့ဒီညာဒီကြောင်းမှာပဲကျင်းလိုက်ပါမယ်အဲ့တော့ကျွတ်ကလည်းအချိန်ဖြောင်းနေတော့ပဲနဲ့ဆရာတော်နဲ့ဥပစင်နှစ်ပေါက်ကတော့ပြီးတော့ပြန်လာခဲ့လိုက်တယ်ပြန်ရင်းနဲ့ပဲကြောက်ခဲနဲ့တမ္မဏီဝင်ခေါ်လိုက်တယ်လေတမ္မဏီကိုပတ်စံပေးပြီးတော့ကြက်ဝဲခံလိုက်တယ်ကြောက်ခဲရောမိလောင်ကုန်းလှုပ်ပြီးတော့နက်ကတော်တော်ထွေးကိုမုံမချုပ်ခင်လာခဲ့ဖို့ပြောခိုင်းလိုက်တယ်။သူကတော်ထွေးနဲ့တခါမှအလုံးမလုံးဘူးသေးဘူးဗျ။ တမန်ကြီးကတော့စကားသာနဲ့ရလေအလုံးလုံးတဲ့နေရာမှာတော့လှုပ်သေးကြတဲ့ကောင်းမြအခုလေကြောက်ကကြက်ဝဲခံလိုက်တာဒီကောင်ကစက်နှွေးမဟုတ်အချို့မဟုတ်ငရုတ်တီးကြက်တော့မစလာပါမကြံဝဲလာလေရုတ်တီးကြောက်ကလည်းပါသေးတပြပြီးတော့ထမင်းတုပ်ထုတ်ဖို့အတွက်ငပြောပါပါခုတ်လာကြက်ကမဖဲဝါတဲ့ချိန်အမေစီကဘာမှမရှိဘဲအကုန်ဝဲသုံးနေဆိုတော့ကြောက်ခဲရောတမဏီရောတည်ကြရတယ်လေစီကတော့ကြွတ်တွတ်အိမ်မှာပေါ်ရလေပြဝဲကြအောင်မလို့ပြမိလောင်ကောင်ကလည်းကြောက်ခဲရပြန်ရောက်လာတော့ကြက်ကိုဟင်းကူချက်ပြီးတယ်ပြဒေါ်ထွေးကိုလည်းတည်ကြအောင်ကြောက်ခဲရမှာခဲ့တာပြီလေ ဒီလိုနဲ့ညနေ9:00နာရီအချိန်ကိုရောက်တော့ထမင်းတော့ထုတ်ပြီးတော့ကျုပ်တို့တွေထမင်းတော့အစင်သင်ပြင်ချလိုက်ကြတယ်။ညနေနေမွေးကမှာတော့ထွေးလေးရောက်လာပြီ။ည9:00နာရီထိုတော့ကြောက်ခဲရထမင်းတော့လေးကိုထမ်းတမန်ရီယာတံမီထုတ်ပြပြီးတော့ကျုပ်တို့လည်းထဏောင်းကုန်းတင်ဆိုင်နေကိုရောက်လာကြတယ်။ဒီလိုနဲ့တင်ဆိုင်နေကိုရောက်တော့ကျုပ်ပြင်နေကြအကြောင်းအမကြီးရဲ့ကူပေါ်မှာထမင်းဝဲပြင်လိုက်တယ်။ကျုပ်ကဖျောင်းနိုင်ပြီးထွန်လိုက်တဲ့အချိန်မှာတင်ဆိုင်စရပေါ်မှာနားနေငှက်တကောင်ကတကီးကီးနဲ့អော်ပြီးတော့ခြာပြန်သွားတယ်။အတန်ကိုကြားလိုက်တော့မှပဲငှက်ဆိုးတကောင်ပဲကျုပ်သိလိုက်တာ။ အိမ်နေမှာလူမမရှိရင်ငှက်ဆိုးထိုးတဲ့အတန်တိတ်ပြီးတော့ကြောက်ကြတာပေါ့ဗျာအဲ့အချိန်မှာငှက်ဆိုးထိုးတယ်ဆိုလို့ကတော့လူမမကိုကုလို့မရတော့ဘူးဆိုယုံကြည်ကြတာပေါ့ဗျာတော်တရလေတခြားနှက်ကြော်တွေလိုပါပဲကျောင်းမကြီးရဲ့ကုရှာမျက်ခင်းလေးပေါ်မှာကျွံ့ကြုံလေးထိုင်ပြီးသပင်ကိုဖားလျားဖြီချလိုက်တယ်။ကျုပ်ကဒေါထရီအဆင်သင့်ဖြစ်သွားတဲ့အချိန်မှာမဖဲဝါကိုစပြီးတော့ပြင်လိုက်တယ်။တင်းကျိုင်းရှင်မကြီးမဖဲဝါ၊ရောက်ပြအရက်ကောင်နေကြွာလာခဲ့ပါဗျာ။အရှိနေထွက်အနောက်နေဝင်တောင်ငန်ငကွန်းမြောက်တူဝန်အတွင်ရောက်ပြနေရာထားလာမှအမြန်ဆုံးကြွာခဲ့ပါခင်ဗျာ။ မဖဲဝါအဲ့အတွက်စားဝဲပြင်ပြီးထားပါပြီဗျာအမြန်ဆုံးကြာခဲ့ပါဟောလာပြီဗျခွဲဦးတန်ကြီးကိုမီလောက်ကုန်းဘက်ကနေတဝူးတအီးနဲ့စပြီးတော့ကြာနေရပြီဟောနီးလာပြီနီးလာပြီခွဲဦးရဲ့အတန်ကြီးတဖြည်းဖြည်းနဲ့နီးလာပြီမဖဲဝါရဲ့ခွေးကြီးနဲ့ကြော်ရဲ့အတန်ကြီးဗျဟောလာပါပြီဗျာတင်းဆိုင်ကိုရေပေါ်နေရိတ်ခနဲရိတ်ခနဲရွှေ့လာဟာတော်တော်ရဲ့ကိုရေလှစ်ခနဲဝင်သွားပြီဗျ တော်တရစပင်ဖားလျကြီးနဲ့လက်တွေကွေးကောက်ပြီးထရရတယ်ဗျဟောခုံပြီခုံတက်လိုက်ပြီတမင်းစပွဲကိုပြန်ထားတဲ့အဲ့ဒီအုတ်ဂူကြီးပေါ်လွှားကနေနဲ့ခုံတက်လိုက်တာပုံမှန်မျိုးဆိုရင်တော့ဒေါထရီကဘလို့လို့ခုံနိုင်မှာတော့မဖွဲဝဝင်နေလို့သာခုံနိုင်တာလေကဲစားပြီဗျကူပေါ်မှာဒူတစ်ဖက်ကိုထောင်းတစ်ဖက်ကိုလှဲထိုင်ပြီးတော့တမင်းနေစားပြီးစားရောပဲတမင်းလေးစားလိုက်စက်သားစားလိုက်အယိုးတွေကိုကူဘေးကိုပြစ်ချလိုက်နေဗျတကယ်တော့အယိုးတွေကိုနှက်ကြော်ကြီးစီကိုပြစ်ချပေးနေရလေ ချမင်းနေဟင်းနေတဝလာကုန်းသားတော်မှာမဖဲဝါချက်ကိုလှမ်းကြည့်တယ်။ဒီလိုပါမဖဲဝါရုံးမနာမှာရှိနေတဲ့တရက်ကုန်းရွာဖုန်းကြီးနှပါရောက်လာတယ်။သူတို့တရားလို့ယူသားလို့ရပြ။မဖဲဝါခေါင်းညိတ်ပြီးပြောတယ်။ကြီးကန်းဆိုတာအနက်ပဲရှိတယ်။ကြီးဖြူဆိုတာမရှိဘူး။နှစ်တွေယာနဲ့ချီပြီးမှကြီးဖြူတစ်ခေါင်ပေါ်တတ်တယ်။အဲ့လိုကြီးဖြူပေါ်ရင်တရင်ကြားရဲ့ကြီးနဲ့တွေအားလုံးရောက်လာပြီးတော့ကြီးဖြူခါစားကြတယ်။ကြီးဖြူကသူတို့ရဲ့အရှင်သခင်ပဲ။အခုလေရိုးမပေါ်မှာကြီးဖြူတစ်ခေါင်ပေါ်တယ်။ကြီးနဲ့တွေတောင်းနဲ့ချီပြီးရောက်လာကြတယ်။ လူတွေကကြီးဖြူပေါက်တဲ့တော်ရဲကိုလိုက်ကြီးနဲ့တွေကစောင့်ကြည့်ကြတယ်။ကြီးဖြူအကောက်ွယ်ပေးဖို့အမြဲစောင့်ကြည့်နေကြတာ။တရက်ကောင်ကငစင်နဲ့ငတင်းဆိုတဲ့ညီကတော်ရဲဝင်ပြီးတော့ထင်းခွေရင်နဲ့ကြီးဖြူကိုတွေ့သွားတယ်လေ။ငစင်ဆိုတဲ့ကောင်ကလေးခွပြစ်တာအင်မတန်လက်ဖြောင်းတဲ့ကောင်လေးပဲ။ငတင်းကကြီးမဲတွေကိုလေးခွနဲ့ပြစ်ပြီးမောင်းထုတ်ပြီးတော့ငစင်ကကြီးဖြူကိုပြစ်ချလိုက်တာတစ်ချက်တည်းနဲ့ထီပြီးတော့ပြုတ်ကျလာတယ်။အဲ့တော့ကြီးနဲ့တရားဒေါသတွေအယံဖြစ်ပြီးတော့ငစင်နဲ့ငတင်းဝိုင်းထိုးကြတယ်။ဒါပေမဲ့သူတို့ညောက်ကလည်းလေးခွနဲ့မနာတဲ့ပြစ်ပြီးတော့ရွာအရောက်ပြေးကြတာ။ အဲ့မှာငဆက်နဲ့ငတင်ဟာသူတို့ပြက်လာတဲ့ကြီးဖြူလေးကိုရွာထဲမှာပြတော့ရွာသားတွေကဝိုင်းအောင်ပြီးတော့ကြည်ကြတယ်။ကြီးဖြူဆိုတာမြင်မှမမြင်ဘူးကြတာ哦။ကြီးဖြူကနှုတ်သေးရချီတော်ရောအားလုံးကဖြူတာရှာတစ်ခုပဲအနီးပါတယ်။အဲ့ဒီကြီးဖြူကိုငဆက်နဲ့ငတင်ဟာမိခင်စားကြတယ်။မစားခင်မှာငတင်ဟာပြောလိုက်သေးတယ်။ယောင်ငဆက်ကြီးဖြူသားစားပြီးမင်းနဲ့ကလည်းပြက်ဝိပြက်တာတော့လို့စွန့်ညင်စွန့်သွားမှာကွ။ဟာအဲ့လိုစွန့်တော့လေကောင်းတာပေါ့ကွာ။တောရရတပင်တို့တရက်ထဲကောင်လဲပြီးတော့ထင်းခွေထားလိုက်ရင်အမေတို့အဖေတို့တသက်စားထင်းဖူးလုံးပြီးပေါ့ကွာ။ ဟုတ်ဘူးလားအဲ့လိုမျိုးညီကိုရီးယားကြီးဖြူလေးကိုမိခင်တဲ့အနံတရွာလုံးပြတ်သွားတယ်လူတွေကလည်းမှုေးလိုက်တာဆိုပြီးတော့ရှူကြတယ်ရှူရင်းရှူရင်းနဲ့တဖြည်းဖြည်းယူကုန်ကြတာဟေးငါစင်းနေငတဲ့အရောယူသွားပြီမဲ့ကြီးဖြူသားကိုစားလိုက်ကြတယ်လေပြရနဲ့ညီကိုညာလေးကွာတွေယူပြီးတော့ရွာပြောင်းထွက်လာနောက်ထပ်ကြီးဖြူတကောင်ထတ်ရှောင်းမယ်ဆိုပြီးထွက်လာကြတာအဲ့မှာသူတို့ညောင်စလုံးယူနေကြပြီသူတို့ထွက်လာတာလဲတွေ့ရောတပစ်နေပေါ်မှာနားနေတဲ့ကြီးနဲ့တွေ့ရအကောင်မောင်းထောင်နေချီပြီးသူတို့ဝိုင်းပြီးတော့ထိုးကြတာဟဲ့တတရဲ့ ထမအုပ်ဆုံးမျက်လုံးတွေဖောက်ပြတယ်ပြီးတော့အသေးကိုထိုးတတ်ကြတာငါစင်အောင်ငါတင်အောင်အောင်းရင်ဟင်ရင်လည်းသိကုန်ကြတာပေါ့သူတို့အရှင်သခင်ကိုတတ်သွားတဲ့ကောင်းလေးဆိုပြီးတော့ကြီးနဲ့တွေအသားတွေပါထိုးစားကြတာနောက်ဆုံးအယိုးစုပဲကျန်တော့တာဟာဒါဆိုရင်ရွာသားတွေတွေ့တဲ့အယိုးစုနှစ်ခုဆိုတာငါစင်နဲ့ငါတင်အယိုးစုတွေပေါ့ဗျအေးဟုတ်တယ်အဲ့ဆိုရင်အခုကြီးကန်းနေရတစ်ပင်တွေပေါ်မှာရောအိမ်ခေါမိုးတွေပေါ်မှာပါနားပြီးတော့စောင့်နေကြရတယ်မဖေဝါအဲ့ဒါဘယ်လိုလုပ်ရမှာတော့ဗျတတ်တယ် နင်းလုတ်ပေးကြင်ငါပြောတာအမှတ်ထားပြီးတော့သွားလုတ်ပေးလိုက်ပြီးတော့ကောင်းပါပြီမဖဲပါနင်းစင်မောက်သွားအဲ့ရနေတောင်မောတက်တဲ့ကိုတက်ကြီးမနာဆိုတဲ့ရွာတောင်မောမှာရှိတယ်ကရင်နေနေကြတာအဲ့ရွာကိုဘယ်ကြီးကန်းမှဝင်မီမနာဘူးရွာဘွားလည်းဖြတ်မပြောင်းဘာဖြစ်လို့တော့ဆိုတော့အဲ့ရွာမှာကြီးနှုတ်သီးပဲရှိလို့ဟဲ့အပွင့်ကအနက်ပွင့်နဲ့ပုံစံကကြီးကန်းနှုတ်သီးနဲ့တပုံစံနဲ့ပဲကြီးကန်းအဲ့အပင်ရှိတဲ့နေရာလုံးလုံးကိုမသွားတာအဲ့ကြီးနှုတ်သီးပဲကခိုင်းတကန်ယူရမယ် နေရနေတက်ခုံလို့တော့မရအောင်နော်အပင်ကအကြီးပဲအဲ့မှာတရေတကောင်စောင့်နေအပင်လာခုံရင်ချက်ချင်းတက်ပြမှာအဲ့ရွာမှာနေနေတဲ့လူတွေကအဲ့တရေမြင်မှုကြတယ်ဘရောမှအဲ့ရဲ့အပင်အောက်ကိုမသွားကြဘူးနေရအဲ့တရေကိုပြောလိုက်မဖဲဝါစေးအသုံးပြုခြင်းလို့တကန်တကန်ပေးလိုက်ပါလို့မှားတယ်လို့ပြောသူကနေကိုတကန်တကန်ပေးလိုက်မယ်အဲ့တကန်ကိုယူပြီးတော့အပင်အောက်ကခတ်တုတ်တုတ်ပြန်ခဲ့အဲ့တကန်ကိုအမှောက်တိုက်ပြီးတော့မိခဲပေါ်ဖြူလိုက်ထွက်လာတဲ့မိကိုအယူတွေရှူခိုင်းအားလုံးကောင်းသွားလိုက်မယ် ိမ်မီကိုရွာထဲမှာအဆအဆုံးနှက်လိုက်အချိန်ကနေပြေးလိုက်မယ်။စားတော့ပြရနဲ့မဖဲဝါပြန်ထွက်သွားရပြ။မဖဲဝါထွက်သွားတာနဲ့ရှေ့ကိုကုန်းကုန်းကြီးလဲကျသွားရတော့ထွေကိုကျုပ်ကပြေးထုပြီးတော့ပုံနှူးရတာပေါ့ဗျာ။ဒေါ်ထရီကတတိကောင်းကောင်းရတော့ကျုပ်တို့ရရွာကိုပြန်ခဲ့လိုက်ကြတယ်။အင်းရောက်တော့အကျိုးချောင်းပြပြပြီးတော့ဆရာတော်ကြောင်လာခဲ့ရပြ။ကြောက်ခဲနဲ့တံမဏီကိုတော့အင်းကိုပြန်ခိုင်းလိုက်တာပေါ့ဗျာ။ဆရာတော်ကြောင်ရောက်တော့ကျုပ်ကိုဆောင်နေတဲ့ဆရာတော်နဲ့တရက်ကောင်ဥပစင်နှစ်ပေါင်းမဖဲဝါပြောသမျှအားလုံးပြောပြလိုက်တယ် မနဲ့အစော်ကြီးထပြီးတော့တရက်ကောင်းကလာတဲ့လဲနဲ့ကျုပ်ကလိုက်ခင်လိုက်တယ်။ဥပစင်းနှစ်ပါးတော့ကျုပ်လိုက်လာတော့ဝမ်းသာကြတာပေါ့ဗျာ။လဲကိုစင်မအထိတန်းပြီးတော့မောင်းကြတယ်။စင်မကိုရောက်တော့ဥပစင်းကသူတို့နဲ့အလုံးရှင်ကြီးရဲ့လူတယောက်ကိုကျုပ်နဲ့ထည့်ပြီးလိုက်တယ်။ဒီလူကစင်မသားဗျ။နာမည်ကတော့ကိုမတ်တဲ့။တောင်ပေါ်မှာတော်တော်လေးလမ်းကျွမ်းနေသူလေ။တောင်ပေါ်ကရင်ရွာလည်းမကြမကြသွားနေတဲ့လူတွေဗျ။တရက်ကောင်ကကြလာတဲ့ဥပစင်နှစ်ပါးစင်မဖုန်ကြီးကြောင့်မှတရင်တုံကြတယ်။စင်မဆရာတော်ကလည်းသူတို့နဲ့တော်တော်လေးခင်မင်တာဗျ။ လဲဆရာတော့ရွာရက်သူ့အတီအိမ်မှာကျဲတယ်လေလဲဆရာခီးသွားနေလို့မယူမဲနဲ့ကြံခဲ့တာတရက်ကောင်ကတတိယဆင်မမှာပြက်နေပြီဗျဘုန်းကြီးเจ้าမှာလူတွေအုံပြီးတော့တရက်ကောင်ဥပစင်တွေကိုမေးကြမြန်းဗျဥပစင်တွေကလည်းပြောတာတွေနားထောင်ကြနေပေါ့ဗျလာပြီးတော့ကတ်ကြတဲ့စွန်းနေစွန်းဟင်းနေဆိုတာလည်းမနှဲပါဘူးအဲ့လိုနဲ့ထမင်းစားပြီးတော့ကျုံနဲ့ကိုမကတောင်ပေါ်စားပြီးတော့တက်ကြတယ်ကိုမကလမ်းကျွမ်းနေသူဆိုတော့ခီးတွင်တာပေါ့ဗျာကြီးမနာရောက်တော့ညနေ3:00ထိုးပြီးဗျကြီးမနာကရင်ရွာလေးလေတရွာလုံးကခြေရန်ရှင်အိမ်တွေကြီးပဲ ကိုမကသူ့မိတ်ဆွေစောတတီရဲ့အိမ်ကိုတမ်းပြီးသွားတယ်။အကျိုးကြောင့်ပြပြတာပေါ့ဗျာ။တရက်ကောင်အဖြစ်ပြက်တွေကိုကြားတော့စောတတီကအံ့ဩလို့လို့သူ့ရင်ဘက်ကိုလက်နဲ့ဖြီးပြီးတော့"ဟိုးဖြစ်မဖြစ်ရလေကွာ။တရွာလုံးယူသွားတယ်လို့ငါဖြင့်တစ်ခါမှမကြားဘူးပါကွာငမက်ရ။ဒါကြီးကနေကျိန်စာတိုက်တာဖြစ်မဲကွာ။ဟုတ်တယ်စောတတီကြီးကနေကျိန်စာတင်တာဗျ။ကျုပ်ကဝင်ပြောလိုက်တယ်။ကိုမကကျုပ်ကိုကြောင်ပြပြထားတော့စောတတီကကျုပ်ပြောတာလေးလေးနက်နက်နဲ့လက်ခံတာပေါ့ဗျာ။ နေပါအောင်မောင်တာတည်းရဲ့ငှစီုံမင်းတို့လာကြတာဘာကိစ္စရှိလို့ရောဒီလိုပြစောဒီတည်းရဲ့ဒီရွာမှာကြီးနှုတ်သေးပင်ဆိုတာရှိရလို့ပြောလို့ပြဟေးကြီးနှုတ်သေးပင်ဟုတ်လားငါတော့ကြားအောင်ကြားဟုတ်ပါကွာဘလို့ပုံစံနဲ့တော့အပင်ကြီးမျိုးရယ်ဗျတမုံးပင်လိုမျိုးဖြစ်မှာပေါ့ဗျာအပွင့်ရအနက်ပွင့်ပွင့်လာရယ်ဗျအပွင့်ပုံစံကကြီးကဲရဲ့နှုတ်သေးနဲ့တူရဲတယ်ဗျအဲ့ဆိုတော့ရွာပြမှာရှိတဲ့အပင်ကိုပြောတာထင်တယ်။အနဲ့ရောက်ပွင့်တဲ့အပင်ဆိုလို့အဲ့တပင်ပဲရှိတာကွာ ပြီးတော့အပွင့်ရဘာပုံစံလဲဆိုတော့ဘယ်သူမှတော့မသိပါဘူးကွာအဲ့အပင်ကနှက်ကြီးရယ်ဆိုပြီးတို့ရသားရယ်အဲ့အပင်တော့သွားအောင်မသွားကြတာနွားတွေအဲ့အပင်အောက်ရောက်သွားလက်လက်မီပြေးကြတာလေနှက်တော့မဟုတ်ဘူးဗျမဖဲဝပြောလိုက်တာတရေကြီးတကောင်ဆောင်းရတာတဲ့ဒီအပင်ကိုကြီးနှုတ်တီးပင်လို့ခေါ်တဲ့ဗျဒီအပင်ကမှော်ဝင်တဲ့အပင်ဆိုတော့အဆောင်ရှိရယ်လေသူ့အပင်တော့လူတွေနွားတွေလာတာစိတ်ပုံမပုံအေးအဲ့တော့မင်းကဘာလုပ်မှာတော့မောင်တာတရေကျုပ်ကအဲ့အပင်ကတိတ်ကိုင်းကြီးကြီးတကိုင်းလောက်လိုချင်တာဗျထွာဆိုင်လောက်ရှိတဲ့ခိုင်းပေါ့ဗျနို့အပင်ရောကြည့်ရလား ထွာဆိုင်လောက်ခိုင်းအောင်ရှိပါမလားစော်ဒီတီရဲ့ရှိတယ်ကွာရှိတယ်အပင်ကထနောက်ပင်ကြီးလောက်ရှိတာလေထွာဆိုင်လောက်ခိုင်းနေရှိတာပေါ့ဟာဒါဆိုရင်တော့အဆင်ပြေပြီပေါ့ဗျာအေးအဆင်ပြေတာကတော့ဟုတ်ပါတယ်မင်းကအပင်မော်တက်ပြီးတကန်ခုတ်ရဲလို့လားမင်းပြောတဲ့အဆောင်ကန်ချလိုက်မှာနော်တို့ရွာလူတွေကတော့တယောက်မှအဲ့အပင်ရှိရနေမှသွားရကြဘူးကွာရပါတယ်ဗျကြောက်တက်ခုတ်ဆရာမလို့ပါဘူးအဆောင်ကသူ့ဟာသူချိုးချပေးမှာပါဒါပေမဲ့ဟိုကြောက်ကိုတခုတော့လုတ်ပေးပါဗျာဘလို့ကြကြကြောက်ပေးပါမယ်ဘာများတော့မောင်ကြတည်းရဲ့ ငါပြောနှစ်ဖိနဲ့ကရောဝဲတလုံးလို့ချင်နေပြ။ဟာဒါရပါတယ်ကွာပတ်စံပေးဖို့မလိုပါဘူး။ညမိုးချုပ်တောင်နဲ့ကျုပ်တို့လည်းကြီးနှုတ်တီပင်ရှိရဲ့စီကိုလာခဲ့လိုက်တယ်ဗျ။ကျုပ်ပြောတဲ့အတိုင်းစောတတရလုပ်ပေးထားတာလေ။ဝါရောင်လေးတလုံးကိုချက်ချင်းရက်ပြီးတော့သူ့ရဲ့ခြံထဲကငါပြောကန်ကငါပြောနှစ်ဖိနဲ့သူ့အပင်အုံးဒီတလုံးခုပြီးတော့ကရောဝဲထိုးပေးတယ်။အပင်အောက်ကိုရောက်တော့ကျုပ်ကကရောဝဲပေါ်မှာဖျောင်းနေတဲ့တိုင်ထွန်လိုက်တယ်။ပြီးတော့ကရော့ဘွဲကိုမြောက်ပြီးတော့အတန်ကြကြင်းနဲ့ပြောလိုက်တယ်။မော်ဝင်မျိုးဖြစ်တဲ့ကြီးနောက်တီပင်ကိုဆောင်းရတဲ့ပုံကိုကြီးခင်ဗျာ။ ကျုပ်ကထဏောင်းကောင်ကတတေးပါတင်းကျိုင်းရှင်မကြီးမဖဲဝါလှုပ်လှုပ်ကျုပ်လာရတာပါဗျာမဖဲဝါအမစကားပါလိုက်ပါတယ်သူ့မှာအရေးတကြီးလို့အနေလို့ကြီးနှုတ်ဒီပင်ကထွားဆိုင်လို့ရှိရဲတက်ကိုင်းတကိုင်းပေးလိုက်ပါတယ်ဗျာကျုပ်တတေးကတင်းကျိုင်းရှင်မကြီးမဖဲဝါလှုပ်လှုပ်လာခဲ့ရတာပါမော်ဝင်ပင်ဆောင်ကြီးခမညာကျုပ်ကကရော့ဘွဲကိုအပင်အောင်မှာထားလိုက်တယ်ဗျဟုတ်ပါဗျာအပင်ကထဏောင်းပင်ကြီးတော့ကိုရှိတာအပွင့်ညာလေတပင်းလုံးမဲမဲလှုပ်ညာလေဟာအဲ့ချိန်မှာပဲကျွတ်ကျွတ်ကျွတ်ကျွမ်းကျွမ်းဆိုပြီးတော့တက်ကိုင်းကြီးတက်ကိုင်းကြိုးကြလာ ဘုံကနေပဲဟုတ်တယ်ဗျထွားဆိုင်လောက်ကိုရှိရအရှိအ9တောင်လောက်ရှိလိမ့်မယ်ကျုံနဲ့ကိုမလည်းဝမ်းတာအာအာနဲ့ပြေးပြီးထမ်းကြတာပေါ့ဗျစောဒီတရတော့ခက်လန့်လန့်နေကြည်ညာပေါ့မော်တာတီးဒီလိုဆိုတော့လေဟုတ်တာပဲကွာလေတစ်ချက်မတိုက်ဘဲနဲ့တကယ်ကြိုးကြလာတော့ငါအံ့ဩရယ်ကွာကျုပ်ကတစ်ပင်ဆောင်တေးရဲ့ကျေးဇူးတင်စကားပြောရတာပေါ့ဗျာမော်ဝင်ပင်ဆောင်ပုတ်ကိုယူကျေးဇူးတင်ပါတယ်ဗျာကြီးမနာဆော်ဒီတီးရဲ့အိမ်ရောက်လို့ကြည်လိုက်တော့ဟာအပွင့်နေပါပါလာတာဗျဟုတ်တယ် ကြီးကန်းတကောင်ရဲ့နှုတ်တိနဲ့တပုံစံနေပဲဗျမဲမဲကောက်ကောက်ပြီးပြီးတော့နတ်မောင်နေအပွင့်နေရောပဲဗျအပွင့်နေအားလုံးချွေယူပြီးတော့စက်ကူနဲ့ထုတ်လိုက်တယ်ပြီးတော့ပါလာတဲ့အရွက်တွေဂိုင်းတက်ကလေးတွေပါခုတ်ပြီးတော့ကျိုးနဲ့စီးလိုက်တယ်မင်းနဲ့မိုးလင်းနာနဲ့စောတီတီတို့ပေါင်းကြည့်တဲ့ကောင်းညမောင်စားပြီးတော့ကိုမတ်နဲ့ကျုံနဲ့ဆင်မောင်ပြန်ချလာတာပေါ့ဗျာလမ်းရောက်တော့ကိုမတ်ကပြောတယ်ဗျဒီရွာကိုကြီးမနာလို့ခေါ်တာကြီးကန်းတကောင်မှမရှိဘူးကရှိဖို့နေနေတတကြီးကန်းခဏလေးတော့ဝင်ပြီးတော့မနာကြအောင်လေအဲ့ဒါကြောင့်ခေါ်တာ ။ဟားစိတ်တင်တော့ကြီးကနေမလာတာဒီအပင်ကြီးရှိလို့ထင်နေမောင်တာတရဲ့။အမှန်မော့ကုံမဲ့ရဲ့ကုံမတ်တရအမှန်ပဲဗျ။မဖဲဝါလည်းချက်ကိုထီတိုင်းပဲပြောလိုက်တာပါ။ငားလာလောင်ရှိတဲ့ကြီးနှုတ်ဒီတကိုင်းကြီးကိုတလားလောက်ကုံမတ်ကထမ်းလာတာဗျ။ချက်ကဧည့်သည်ဆိုတော့ကျုံမထမ်းရအောင်လေ။ဆင်မရောက်တာနဲ့အချိန်မဆိုင်မင်းနဲ့လှဲကိုတန်းကောက်ခိုင်းပြီးတော့တရကုံခရီးဆက်ရတာပေါ့ဗျာ။ဟုတ်ပါဗျာ။ရွာရဲဝင်လိုက်တာနဲ့အိမ်ခေါမိုးတွေပေါ်မှာရောတပင်းတွေပေါ်မှာပါနားနေရဲ့ကြီးကန်နေရမဲမဲကိုလှုပ်နေတာပဲ။ ဒါပေမဲ့ဒီကြီးကန်းနေရာကျွတ်တို့ကြည့်အောင်မကြည့်နေကြရနော်။အော်လည်းမအော်ထိုးလည်းမထိုး။ဟာတကလေးမောက်တာဒီထိုးတော့ထိုးပြီးကွာဒီတကိုင်းပါလို့မထိုးတာထင်နေ။ဟာဟာဟာ။အိမ်တွေရအရှူတွေရည်တန်ကြီးတွေလည်းကြားနေရတယ်။ဟဲ့မောင်မင်းတို့ငါကိုရောမြတ်ရေးစာတော်မူရဲဟဲ့။အယူတွေကအော်ကြဟစ်ကြနဲ့ပြောချင်ရပြီးပြောနေတော့တာပဲ။ ဥပစင်းပြောတာဟုတ်နိုင်နေဗျာကြီးကနေရဒီတကိုင်းကြီးကိုကြည့်နေရဗျာကျုပ်တို့လည်းဖုန်ကြီးကြောင်ရောက်တာနဲ့ဆရာတော်ဦးရစင်ကကျုပ်တို့မျောနေတာတွေ့လိုက်တယ်ဗျာဟဲ့ဒါကမောင်တာတေးလားမှန်မဗျာတပည့်တော်တတ်တယ်ပါဗျာဒါဆိုကျုပ်တငယ်ချင်းကုနာရဲ့တပည့်ပေါ့ဟုတ်ပါတယ်ဗျာမင်းလိုက်လာတာဝမ်းသာလှတကွယ်မင်းဆရာတော်ကတော့မင်းကိုတော်တော်ချီးမွမ်းတာအေးအေးလောက်ဆရာရှီကလောက်ကြကွယ်ကြိုင်ဒီအယူတွေတိတ်ကုန်ကြမှာကွယ်အစာမမသိအတော့မမသိအောင်ယူနေကြတာပါကွယ် ကျုပ်ပြောတဲ့အတိုင်းဥပဇင်းတွေခရီးသွားနေတဲ့အတွက်မယူဘဲနဲ့ကြံ့နေခဲ့တဲ့ရွာသားတွေကဝိုင်းကူပြီးတော့လှုပ်ပေးကြတယ်လေပြီးတော့ဒီတကိုင်းကြီးအခောက်ခွာရွေပေါ်နဲ့ထိုးကြတယ်ရွေပေါ်စားတွေကိုအိမ်တအိမ်ထဲမှာထည့်ရတာပေါ့ဗျာတကိုင်းရအစိုးကြီးဗျဒါမှမိကိုထွက်မှာပေါ့တကိုင်းကြီးတစ်ချောင်းလုံးရွေပေါ်ထိုးပြီးတော့ကြံ့နေအသားတက်သေးလေးတွေစိတ်လိုက်တယ်ကဲအလုံးအစံသင်းဖြင့်ရွာရဲအယူတွေဓမ္မယုံနဲ့ခေါ်ခဲ့ကြပြီးတော့ပြုတ်ကချက်ချင်းပဲမိဖို့မိသွေးခဲနဲ့မိဖို့လေးတွေလောက်ရတာပေါ့ဗျာ ပြီးတော့တမကန်များထဲမှာမိသူတွေခွဲထည့်ပြီးအဆင်သင့်လုပ်ထားတာလေဥပဇင်နေရာမှိုင်းတိုက်မဲ့တောင်ဝန်ယူကြတာပေါ့မယူတဲ့ရွာသားတွေကလည်းဝိုင်းပြီးတော့လှုပ်ကြတာပေါ့ဗျာယူသွားတဲ့ရွာသားတွေတယောက်မကြံခေါ်လာပြီးတော့ဓမာယုံကြီးထဲမှာထိုင်ခန့်ရတယ်ယူရဲထဲမှာတရက်ကုန်းတကြီးပါပါနေရဗျာဒီတော့ရွာကိုဘုန်းကြီးတွေကပဲအုပ်ချုပ်နေရတာပေါ့ဗျာကဲမိုင်းတိုက်ပြီဗျို့တမကန်များရီတွေကနေမိခဲရဲရဲတွေအပေါ်ကြီးနှုတ်ကြီးရွေးပေါ်စာတွေထည့်လိုက်တော့မိကိုတွေမှာထွက်လိုက်တာဗျာခဏလေးအတွင်မှာဓမာယုံထဲမှာမိကိုတွေပြေးသွားတာဗျာ ဟောချောက်ဆူတဲ့သူကဆိုဟောတဟားဟားရင်နေအယူတွေတဖြည်းဖြည်းနဲ့ငြိမ်းလာကြပြီဟောတတိယလာကြပြီစကားကောင်းနေပြောနေကြပြီဗျဟောဆရာတော်ဦးတိုင်နေကြပြီဖျားမန်းတန်ငါမန်းတော့မတိရောက်လာအောင်ဖြစ်သွားကြရသူတွေအားလုံးကောင်းကုန်ကြပြီပေါ့ဗျာဆရာတော်ကြီးခမောင်ဝမ်းတာလုံးလို့မြေကြီးတော်ကြာရှာတယ်ဗျာကဲရွာထဲရှောက်ပြီးမိကိုတွေတိုက်ကြအောင်ပြော ျုပ်ကပြောလိုက်တော့ကောင်းသားရဲ့ရွာသားတွေကတံပကံပြားတွေရှူပြီးတော့ရွာထဲမှာမိကုတ်မိုင်းတိုက်ကြတာပေါ့ဗျာဟာပြေးပြီဗျို့ပြေးပြီကြီးကန်းတွေတအားအားနဲ့ဝေါကနဲ့နေအောင်ထပြန်ပြီးပြေးကြတာစွန့်လိုက်တဲ့မော်ဝင်ကြီးနှုတ်တီဗျာမိကုတ်တွေကလည်းရွာပေါ်ကိုကြော်ပြတလိမ့်လိမ့်တက်သွားတာပေါ့ဗျာကြီးကန်းတွေရဲ့ကျင်းစာတွေအငွေ့တက်တွေပါပျောက်အောင်ဆိုပြီးအိမ်တွေထဲမှာမိကုတ်တွေလိုက်ပြီးတော့ဖြန့်ကြတာပေါ့ဗျာဒီတော့မှပဲပြန်ကောင်းလာတဲ့ရွာသားတွေကသူတို့တွေဘာဖြစ်သွားကြလဲဆိုတော့သိကြတာလေ တန်ဃာတော်တွေကရွာလေးကြာလာပြီးတကြီးနဲ့အတူတူလိုက်ပြီးပြောပြနေကြတာဗျဒီတော့မှပဲတေးသွားတဲ့ငစင်းလုံးငတင်းလုံးကြီးအကူကြီးဖြူတက်ပြီးတော့ကင်စားတဲ့ဇလံကိုပြန်ပြီးတော့တရိယာကြတာပေါ့ဗျာကိစ္စအားလုံးပြီးတော့စက်ကိုလှင်းနေထနာကောင်အထိလိုက်ပို့ပေးပါရယ်ဆရာတော်ဥကုနာအတွက်လှူတဲ့ပစ္စည်းတွေနဲ့ကြုတ်တက်ပေးလိုက်တဲ့ပစ္စည်းတွေကိုလှင်းတက်စီနဲ့တတ်တတ်တိုက်ပြီးတော့လိုက်ပြီးတော့ပို့ကြတာပါဗျာအားလုံးလှင်းနေစင်းနဲ့စက်ကထနာကောင်ပြန်ခဲ့ရတာဗျာဆရာတော်အတွက်လှူလိုက်တဲ့လှူဝဲပစ္စည်းတွေကပ်ပြီးစက်ကိုအိမ်ရောက်လှင်းတက်စီကလိုက်ပို့ရယ် အဖနဲ့အမေကတော့တရားလုံးရှူသွားတဲ့ကြီးဖြူဇလန်နဲ့ကြီးကန်းနေရဲ့ကျင်းစာအကြောင်းကိုစိတ်ဝင်စားနဲ့နားထောင်ကြရတာပေါ့ဗျာဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့ဇလန်လေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လေးမယ်လို့မျှော်လင့်မိပါတယ်နောက်ရက်တွေမှာလည်းတိထပ်ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့ဇလန်မောင်များစွာကိုစဉ်စားမပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နားဆင်ဖို့လည်းမမေ့ကြပါနဲ့ဦးနော်နားဆင်ရပေးခဲ့ကြတဲ့ပရိသတ်ဥတျချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရရှင်